တစုံလုံးထုတ်ပတ်တိမှာတော့စုတက်ကိုများလေးအဖြစ်နဲ့မြင်ရမှာပါအဲဒီဇက်ကားကသက်လို့ရှမ်းပြည်မှာ9လလောက်ပြန်မှန်းခံပြီးရိုက်ကူးခဲ့တာဖြစ်ပါတယ်စုတက်နေကောင်းနေလည်းဖြစ်ခဲ့တယ်ပြည့်ခါကျတော့ဇက်ကားရိုက်ကူးနေတဲ့အချိန်တော့အတွင်းမှာလည်းဒီညာလေးဖြစ်ဖို့လို့အတွက်ကိုကိုစွမ်းညံစွမ်းရှိသေးပြီးအရန်စူးစားထားတဲ့ကားလေးပေါ့နော်တကယ် romance drama တခု तू ကတကားလုံးစတိုင်းလောင်နေတဲ့ပုံစံမျိုးမဟုတ်ဘူးပရိသတ်တွေကြိုက်သရုပ်တောင်တက်တယ်လို့ပဲသွားမှာတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ဆက်ရှင်ကတူ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 ဆွဲခေါ်ပြီးတော့လုံးဝ high tempo ရောက်သွားမယ်က ားမျိုးပေါ့ချစ်ဆိုတာဘာလဲဆိုတာကိုပြမယ်ကားပေါ့နော်ချစ်ချင်းပြတာဆိုတာပိဆက်ချင်းလားရယူချင်းလား ပြဿနာတွေအောင်ဘယ်လိုချင်းလဲဆရာကတော့မြင့်မြတ်တတရှိတာကိုသဘောကျပါတယ်ကိုရိုင်းလည်းတအားကြီးလည်းမပေးဆက်ဘူးရိုက်ပြီးတဲ့ထဲမှာလည်းမပါဘူးဒါပေမဲ့နှစ်ဦးနှစ်ဖက်လို့မြတ်တာတဲ့ဆက်ဆံရေးဆိုတာကလည်းဘိုးဘေးကကြိုက်ပါတယ်98မှာဖြစ်1500မှာဖြစ်ပေါ့နော်ဒီစစ်ဆုံးသူထုတ်ပတ်တိမှာတော့ဆုတက်ကိုများလေးအဖြစ်နဲ့မြင်ရမှာပါအဲဒီဇက်ကားကသက်လို့ရှမ်းပြည်မှာ9လလောက်ပြန်မှန်းခံပြီးရိုက်ကူးခဲ့တဲ့ကားဖြစ်ပါတယ်ဆုတက်နေကောင်းနေလည်းဖြစ်ခဲ့တယ်ပြည့်ခါကျတော့ဇက်ကားရိုက်ကူးနေတဲ့အချိန်တော့အတွင်းမှာလည်းဒီများလေးဖြစ်ဖို့လို့အတွက်ကိုကိုစွမ်းညံစွမ်းရှိသည်ပြီးအရန်စူးစမ်းထားတဲ့ကားလေးပေါ့ ော်ပြီးတော့ကိုကောင်းမြတ်ဆန်တို့မမုန်းတို့နဲ့လည်းမှတ်တရအများကြီးရှိရကနောက်ပြီးတော့ဆရာဘုထွန်းတက်လွင်ဆိုတာလေကိုစရာပေါ့နော်အဲဆရာနဲ့လည်းဒုတိယတစ်ချိန်မြောက်ဆရာနွမ်ကြာတိုင်းရဲ့ဆိုင်နွမ်ကြာတိုင်းရဲ့ပထမဦးဆုံးထွက်ခဲ့တဲ့ဒီချက်ဆုံးသူရဲ့ထုတ်ပတ်တေးဆိုတဲ့ဝတ္ထုကို series အနေနဲ့ပြန်ပြီးတော့ပုံဖော်ခွင့်ရခဲ့တဲ့ကားလေးဆိုတော့အမှတ်တရအများကြီးဖြစ်ခဲ့တဲ့ကား အခုအဲဒီကားလေးထွက်မဲ့အချိန်မှာလည်းရင်လဲခုန်နေစိတ်လည်းလှုပ်ရှားတယ်။အဲညလေးအဖြစ်နဲ့ကိုလည်းပြိတက်ဒီအဲရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရမှာပါ။အခုမမအုပ်နဲ့နွယ်နဲ့ပြီးတော့လည်းညလေးကြတော့လည်းညလေးလိုပြောင်းပြီးတော့ခန်းစားဖို့ပြိတက်ကိုမြစ်တရခန်းစင်တယ်။အဲဒီညလေးနေရာဆိုလို့ရှိရင်လည်းချက်တော့ဒီကားလေးကပေါ့အထူးအဖြစ်ချက်ဆုံးသူလေးကကြတော့ तू ကဆရာကြီးနွန်ကြတိုင်းရဲ့ပထမဆုံးထုတ်ခဲ့တဲ့ဝတ္ထု။ဝတ္ထုအဖြစ်တော့ तू ကတည်တည်လေးဝတ္ထုကဒီ အော်ဘယ်လိုပြောရမလဲဆိုတော့ဝိထုစာကိုမထူဘူးပေါ့ဟုတ်တယ်သူကဒီဝိထုစာကိုသုံးသုံးအောက်ကိုပေါင်းထုတ်ထားတာဆိုတော့နောက်ပိုင်းမှာတည်တံ့ပြန်ပြီးတော့ဒီအင်းဝါတို့ဘာဘာနဲ့ဝယ်တဲ့ခါကျတော့စာအုပ်ကတည်းကတည်တည်လေးပဲဒါပေမဲ့ဒီတည်တည်လေးမှာမှဇလန်းဇိုင်းအပြင်ချစ်ချစ်လက်လက်နဲ့ချစ်ချစ်မိမိရှိတဲ့ဝိထုပေါ့အဲ့ဒီဝိထုကို series အနေနဲ့ပြန်ချက်ပြီးရိုက်တဲ့ခါကျတော့ဇန်ညွန်ပိုင်းဆိုင်ရာပြီးတော့ character ဆရာတတ်တူကတိုင်မြင်ပြီးတော့ ဘယ်ဆန်ညိုးဆိုမဟမဟမဆန်တော့ပေါ့ဆိုတော့ everdv4 ရဲ့တကယ်ကိုအာအရန်ကိုတော်တဲ့ဆန်ညိုးဆံမတွေပါဟိုဒီထဲမှာဆိုဆန်ညိုးက3ယောက်ပေါ့နော်မျိုးသမီး2ယောက်နဲ့မျိုးသား2ယောက်နဲ့အာအထုတ်ထားတယ်ဆိုတော့အကောင်းဆုံးရေးထားကြတာဆန်ညိုးစိုက်အင်အဖြစ် series ရိုက်လို့ရလောက်အောင်ပြန်ပြီးတော့တည်တည်ချာချာအသေးစိတ်ထားတယ်အဲ့တော့ကျွတ်တို့ ဒီ series ကိုပြန်ပြီးပုံဖော်တဲ့အခါမှာဆရာကြီးကတက္ကသိုလ်ရဲ့အငွေအသက်တွေရိမ့်ငွေအများကြီးကိုသူကထည့်သွင်းဖော်ပြတယ်။နောက်တစ်ခါကျတော့သုံးမွေ့ဆိုင်အချစ်ဇက်လန်းပေါ့နော်။ကိုကောင်းမြတ်ဆန်ပြောသလိုပြောရရင်သူချစ်ကိုချစ်တွေအများကြီးပါတယ်။နောက်တစ်ခါကျတော့အပျော်ပါတယ်အလွမ်းပါတယ်ဆိုတော့တကယ် romance drama တစ်ခု။သူကတကားလုံးစတိုင်းလောင်နေတဲ့ပုံစံမျိုးမဟုတ်ဘူး။ပရိသတ်တွေကြိုက်တယ်ဟုတ်တောင်တက်သလိုပဲသွားမှာ။တစ်ဖြည်းဖြည်းတစ်ဖြည်းဖြည်းနဲ့ဆက်ရှင်ကဒီလိုဒီလိုဆွဲခေါ်ပြီးတော့လုံးဝ high tempo ရောက်သွားမဲ့ကားမျိုးပေါ့။အဲ့တော့ကြည်ရင်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 နဲ့မှာ တဖြည်းဖြည်းဇက်ရည်လေလာပြီးသဘောပေါက်လာမယ်အဲနောက်ဆုံးမှာတော့ဒီဇက်ကားကြီးတစ်ခုလုံးကိုကြည့်တဲ့အခါမှာအဲ roller coaster စီးသလိုပေါ့နော်အဲ့လိုအနိုင်မြင့်နေနဲ့သွားမယ်ကားမျိုးပေါ့ကားမျိုးဆိုတော့အဲဒီကြည့်နေကြပေါ့နော်အဲအိမ်ခဲမှာပါတဲ့စင်းနေထက်ဆိုင်ဖောက်ထွက်ပြီးတော့ရှုခင်းနေအများယူတဝါကြီးကြည့်ရမယ်ဆိုတော့ပင်တရမှာအများကြီးရိုက်ထားတယ်နောက်တစ်ခုကကြတော့အောင်ပန်းကလောတောင်ကြီးနောက်ဖေးပြီးလုံလို့ပါလေပါတယ်တရိုက်တာ ်ယောက်ျားလေးဆိုလို့ရှိရင်တို့တက်ကတော်မှာ activities တွေတို့လုပ်တဲ့အခါမှာတောင်တက်တဲ့စင်းတွေဆိုရိုက်တယ်ဆွဲလို့ဆိုလို့ရှိရင်အဲ့လေးပြာတဖို့ရဲ့စင်းနေဆိုလို့ရှိရင်ဒီခလေပေါ်မှာစင်ရောကျွေးရဲ့စင်းနေရော တကယ်ကိုပေါ်တက္ကသိုလ်ကျောင်းသူကျောင်းသားရဲ့ပျော်ရွှင်စရာ live တွေအများကြီးများကြီးကြည့်ရမယ်နောက်ပြီးတော့အရင်တော့ဆိုအဆောင်နေဘူးတဲ့ကျောင်းသူကျောင်းသားရဲ့ဆိုအဲ့ဒီကိုယ့်ရဲ့အဲ့ဒီ bad date တွေကိုစီကိုပြန်ရောက်ပါမယ်ပေါ့အဲဆိုတော့ ။နောက်အချစ်အချစ်နဲ့ပတ်သက်ပြီးတော့တကယ်ကိုအချစ်ဆိုတာဘာလဲဆိုတာကိုပြမယ်ကားပေါ့နော်။စိတ်ချင်းတတာဆိုတာပိဆက်ချင်လား။ရယူချင်လား။ပရိသတ်တရားကိုဘယ်လိုချင်လဲ။ညာလင်းတွေအောင်ပိဆက်မလားရယူမလား။နိုဗမာနဲ့ထွန်းနိုင်အောင်ပိဆက်မလားရယူမလားဆို။အဲ့ definition စီအများကြီးဒီကားရမှာကြည့်ရမယ်။ အဲ့တော့တကယ်ကြည့်လို့ကောင်းမကလေးပါဆိုတော့လည်းအများကြီးစူးစမ်းထားပါတယ်ဆိုတော့ကတော့မြင့်မြတ်တတရှိတာကိုသဘောကျပါတယ်ကိုရိုင်းလည်းတားကြီးလည်းမပေးဆက်ဘူးရိုက်ပြီးတဲ့ထဲမှာလည်းမပါဘူးဒါပေမဲ့နှစ်ဦးနှစ်ဖက်လို့မြတ်တာတဲ့ဆက်ဆံရေးဆိုတော့လည်းဘိုးဘွေရဲ့အကြိုက်ပါတယ်98မှာပဲဖြစ်105မှာပဲဖြစ်ပေါ့နော်အဲကိုမိသားစုကိုမိဖေးနဲ့ပတ်သက်လို့ရှိရင်တော့အဲအမြဲတမ်းပဲကိုကဒါကိုမွေကျေးဇူးကျွေးကျေးဇူးလည်းရှိတယ်ဒီပုံမှာအမြဲတမ်းကျေးဇူးဆက်နိုင်အောင်ကိုကစူးစမ်းတယ်ချစ်သူကြီးစားနဲ့ပတ်သက်တဲ့ခံစားချက်ကတော့ 1500ကျောင်းက28တမြောက်ပို့ပြီးပူလောင်မယ်လို့တော့ခံစားရတယ်ပေါ့။ဒါပေမဲ့လည်းတကယ်ချစ်ကြရင်တောင်းနေကြငားလည်းမှုလည်းရှိတယ် respect လည်းရှိကြတယ်ဆိုအဲ့လိုမျိုးစစ်စစ်မျိုးပဲဖြစ်ချင်တယ်။ဟိုတကယ်တမ်းချစ်သူကြီးစားထားပြီဆိုလို့ရှိရင်လည်းဒါမျိုးလေးပဲသွားကြည့်ပါ ဆိုတော့ OSC ဆုံးဆိုရတယ်ဆိုတာမှလည်းပြောရင်ဓာဝင်မြန်နေစလိုက်ကဇလန်လေးပေါ့နော်ဓာဝင်မြန်လေးမှလည်းဆိုတော့ဆရာတက်ရဲ့ကျေးဇူးရောဆရာမြမိုးရဲ့ကျေးဇူးရောနဲ့ဓာဝင်မြန်သချင်းလေးကို OSC ဆုံးဆိုဝင်ရခဲ့တယ်ဆိုတော့ဘောရဲ့မှတ်တိုင်လေးရတခုလည်းဖြစ်ခဲ့ပါတယ်သချင်းလေးရဖြစ်နေတကယ်ကိုမှတ်မိရဖြစ်ရတာကသချင်းရဲ့ lyrics ထဲမှာဓာဝင်မြန်ဆိုတဲ့စာသားလေးပြန်ပြီးတော့ထည့်သွင်းထားတဲ့သချင်းလေးပေါ့နော်အဲ့သချင်းကနေအစပြုလို့ဆိုတော့အခုရိုက်တဲ့ကားရင်ချစ်ဆုံးသူရဲ့အထုပ်ပတ်တီနောက်အခုအမုံမြစ်ပေါ့အမုံမြစ်နှစ်ခုလုံးမှာဆိုတော့ OSC ဆုံးလေးကိုတိဆိုဝင်ရခဲ့တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့လဲပို မမတ်ရရဖြစ်ရတယ်အဲအမုံမြင်လေးဆိုလို့ရှိရင်လေတေချာလေးတချင်းပိုင်းဆိုင်ရာအပြည့်အနှစ်ဒါရအဓိပ္ပာယ်ပြေးသွားတဲ့တချင်းလေးပါဆိုတော့တခါရင်းနဲ့တန်သွင်းပြီးတော့ final data ရခဲ့တဲ့တချင်းလေးလည်းဖြစ်ပါတယ်ဒီအခြေဆုံးသူအထုပ်ပတ်တိတချင်းလေးရကြတော့အဲ့တော့ music ကကိုထက်ဆိုရဲမောင်လေးတီးပေးထားတာပေါ့နော်ကိုထက်ကလည်းသူကဒီဘက်ခေတ်လူငယ်ထဲမှာ လည်း music ကိုတော်တော်လေး use ပြီးတော့မှလေ့လာမှုအကောင်းနဲ့လူငယ်တွေမှလည်းပါတယ်အဲ့တော့သူရဲ့တိခတ်မှုနဲ့အတူပေါ့ကျွန်တော်တို့ပုံမှန်တင်းနေကြလူမျိုးမဟုတ်ဖ ೇನೆ programming version ကိုမှလူငယ်ဆန်ဆန်နဲ့အာနားထောင်နေသူတွေလူငယ်လူကြီးကြိုက်နိုင်မယ်ရသမျိုးကိုပေးစွမ်းနိုင်တဲ့ music composer style ကိုသွားထားတယ်စာသားတွေကတော့ဆရာမြင်မှုအောင်ဖြစ်တဲ့အတွက်ဆရာကတော့ပြောစရာမလိုဘူးပေါ့နော်ဆရာရဲ့တခြင်းနေနဲ့ကျွန်တော်ကြည်ပြင်းခဲ့ရတယ်အဲ့တော့ဆရာရဲ့အရန်ကိုဒီအနှစ်သာရမြောက်တဲ့အရေးသားတွေကြားရမှာဆိုတော့လေဒီကားရဲ့ ဆိုလိုရင်းကိုပေါ့နော်ပေါ်အောင်လို့တခြားလေးတော့ကြိုးစားပြီးဒီဆိုတာ